မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်မှာလက်ဖေးဆိုင်ထိုင်နေတဲ့ စစ်ကောင်စီအုပ်စုရဲ့လေတပ်ကဗိုလ်ကြီးအဆင့်ရှိသူကြီးဖေလင်းနဲ့သူ့ရဲ့နောက်လိုက်တပည့်တယောက်ကိုဒီသမားလ29ရက်နေ့မနက်ပိုင်းမှာပြစ်ခတ်တုတ်တင်ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ29ရက်နေ့မနက်9နာရီကျော်အချိန်မှာတောင်တာမြို့နယ်မှာလက်ဖေးဆိုင်ထိုင်နေတဲ့လေတပ်ကဗိုလ်ကြီးကြီးဖေလင်းနဲ့သူ့ရဲ့နောက်လိုက်တပည့်တို့ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့အမှတ်815တပ်ဖွဲ့အနောက်မြောက်စစ်တီသားကတုတ်တင်ရှင်းလင်းခဲ့တာဖြစ်ပြီးတော့လေတပ်ဗိုလ်ကြီးကိုင်ဆောင်တဲ့ MA5 MK1 တနက်တလက်ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီအုပ်စုရဲ့လေးတပ်ကဗိုလ်ကြီးအဆင့်ကိုတုတ်တင်ရှင်းလင်းခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ PLA ကိုဆက်သွယ်ပြီးတော့မေးမြန်းနေဆဲဖြစ်ပါတယ်။တောင်သာနယ်တဲကစစ်ကောင်စီအုပ်စုကစစ်ကြောင်းထိုးပြီးတော့လူသက်လူရက်မိရှိုတာတွေဒေသခံတွေကိုပေါ်တာဆွဲပြီးစစ်သားတွေစုဆောင်းတာတွေလေကြောင်းကနေဘုံကျဲနေတာတွေကိုကျူးလွန်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းတိတ်တိုက်ပွဲသတင်းကတော့စခန်းတိုင်းကမ့်ဘလူမြို့နယ်မြကန်တာပြူစောတိစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာပြူစောတိတအုပ်တေဆုံးပြီးတော့စစ်တုံးမှတအုပ်ကိုအရှင်ဖမ်းဆီးရမိက တနက်9လက်သိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ25ရက်နေ့ည7:00နာရီကမှအင်အား60ခန်းနဲ့တက်ဆွဲထားတဲ့ကံဘလူမြို့နယ်ညကန်သာပြူစောတိစခန်းနဲ့ကြေးရွာကိုဝင်းရောက်စီးနေတိုက်ခိုက်ခဲ့ရမှာတချို့ပြူစောတိများနဲ့စစ်သားများကလက်နက်ချအညံ့ခံခဲ့တော့လဲလက်နက်မချဘဲနဲ့ခုခံတဲ့သူတွေရှိတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်သားနဲ့ပြူစောတိတအုပ်သေးဆုံးပြီး တအုပ်ကိုအရှင်ဖမ်းဆီးရမိကကျန်ရှိတဲ့လူတွေကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။ပြူစောတိအကောင်30နဲ့စစ်ခွေး28ကောင်စုစုပေါင်း58ကောင်ရှိတယ်။ဝင်တိုက်တဲ့အချိန်မှာခုခံတဲ့သူရှိတယ်လို့လက်နက်ချတဲ့သူလည်းရှိပါတယ်။စက်တနားရီမှာစတိုက်တာ17နားရီလောက်မှာတိမ့်ပိုက်နိုင်ခဲ့ပါတယ်။တိမ့်ပိုက်ပြီးတော့ပြည်သူဝိုင်းပစ္စည်းတွေကိုမဖျက်ဆီးဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ရွှေဘုံခရိုင်အမှတ်8တိုင်ရင်ကတောင်ရှိသူတို့ကပြောဆိုထားပါဗျ။အဲ့ဒီစကန်းသိမ့်တိုက်ပွဲအတွင်းမှာ G3 အမျိုးအစားတနက်နှစ်လက် ကာပိုင်အမျိုးအစားတနက်၃လက်လက်ပြဘုံခဲရံများနဲ့စေတုံးဆောင်ပျက်စီးတချို့ကိုတိမ့်ပိုက်ရရှိခဲ့ပြီးတော့လက်နက်ချအညံ့ခံခဲ့တဲ့ပြူစောတိအဖွဲ့ဝင်များစေကူတမှုခံယူနေတဲ့ပြူစောတိအဖွဲ့ဝင်များနဲ့မိသားစုဝင်များကိုနောက်နောက်မှစစ်ကောင်စီရဲ့အကြမ်းဖက်မှုဖြစ်စဉ်များမှာပါဝင်ပတ်သက်ခြင်းလုံးဝမပြုလုပ်ကြရန်မှားကြားပြီးတော့နှစ်သက်မှာမိသားစုနဲ့အတူအေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်၈တိုင်ရင်းကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထူးကဲမရှိဘဲနဲ့ဆုတ်ခွာ ွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ငူမြို့မိုင်းတာခွင်းအတွင်းမှာစစ်ကောင်စီကဦးစီးပြီးတော့ကျင်းပနေတဲ့လွတ်လပ်ရေးနေ့ပျော်ပွဲရှင်ပွဲကိုလုံခြုံရေးယူပေးနေတယ်ခပောင်းခမ်းမရုံးကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ28ရက်နေ့ည6:45မိနစ်ခန့်မှာမိုင်းတာခွင်းအတွင်းမှာအကြမ်းဖက်စစ်တပ်ကဦးဆောင်ပြီးတော့ကျင်းပနေတဲ့လွတ်လပ်ရေးနေ့ပျော်ပွဲရှင်ပွဲကို လုံခြုံရေးယူပေးနေတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများနေထိုင်တဲ့ခပောင်းခမ်းမရုံးကိုတောင်ကုန်မြို့ဒေသဆိုင်ရာအထုမြို့ပြပျောက်ကြားတပ်ဖွဲ့ကစီရဲပြင်းမှတ်တစ်ခုအဖြစ်နဲ့အင်အားပြင်းတဲ့ဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုအခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။တောင်ကုန်မြို့မှာစစ်ခွဲတွေဦးစီးကျင်းပနေတဲ့လွတ်လပ်ရေးနေအထိမ်းမှပွဲတော်ကိုလုံခြုံရေးယူပေးနေတဲ့ စစ်ခွေးတွေနေတဲ့ရုံးကို28ရက်နေ့ညပိုင်းကဖောက်ခွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးထိခိုက်သေးဆုံးမှုကတော့ဆက်လက်ပြီးတော့စုံစမ်းနေသေးပါလို့တောင်ငူမြို့အခြေစိုက်ဒေသဆိုင်ရာအထူးမြို့ပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်တောင်ငူမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့မတရားအာဏာသိမ်းထားတဲ့စစ်ကောင်စီကကျင်းမှုကျင်းပတယ်ပျော်ပွဲရှင်ပွဲများအထိတ်မှပွဲများကိုတွာလာခြင်းမပြုကြရနဲ့အတက်နိုင်ဆုံးစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဝေးဝေးနေပေးကြပါရန်အထူးမြေတာရက်ခံတယ်လို့ အထူးမြတ်ပြပျောက်ကြားတက်ဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဒေါနာတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းရဲ့ရှေ့တန်းကစစ်သားများဟာအစာရေစာငတ်ပြတ်မှုတွေနဲ့ကြုံတွေ့နေရပြီးအလင်းဝင်လာသူတွေအများအပြားရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL လေးကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းစစ်ကြောင်းများကအပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထားတဲ့အတွက်အောင်စေရစစ်ကြောင်းရဲ့ရှေ့တန်းကစစ်သားများဟာအစာရေစာငတ်ပြတ်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ ကော့ဘရာစစ်ကြောင်းရဲ့စစ်စင်ရေးမှူးဗိုဒါဘောကပြောဆိုထားပါတယ်။ဒါကြောင့်အခုဒီဇင်ဘာလအတွင်းမှာအောင်စေးကစစ်ကြောင်းကနေပြီးတော့ထွက်ပြေးအလင်းဝင်လာသူအယောက်20ခန့်ရှိတယ်လို့စစ်စင်ရေးမှူးကပြောဆိုထားပါတယ်။အစာရေစာတွေငတ်ပြတ်ပြီးတော့အလင်းဝင်လာတာလူတွေကလည်းပိန်လီနေတာပဲ။ဒီရောက်တော့ရဲဘော်တွေကကောင်းကောင်းမွန်မွန်ပဲပြုစုထားပါတယ်လို့ဗိုမှုဒါဘောကပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာစစ်သား၄ဦးထွက်ပြေးလာခဲ့ရာအောင်စေးကစစ်ကြောင်းကကျန်တဲ့စစ်သားတွေကလိုက်လံပစ်ခတ်တဲ့အတွက်တဦးသေဆုံးခဲ့ပြီးတော့၃ဦးဟာလွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။ဒါအပြင်နောက်ထပ်စစ်သား၅ဦးဟာလည်းလက်နက်များနဲ့အတူထွက်ပြေးလင်းဝင်လာခဲ့တယ်လို့ပြောဆိုထားပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းမှာဒဏ်ရာရပြီးတဲ့နောက်ဖမ်းမိသူများနဲ့ထွက်ပြေးလာတဲ့သူတွေကိုလည်းကောင်းမွန်စွာစေကူတောင်းမှုပေးနေတယ်လို့စစ်စင်ရေးမှူးကပြောဆိုထားပါဗျ။အောင်စေးကစစ်ကြောင်းဟာလက်ရှိမှာတော်လဲပူပေါက်တပ်များရဲ့ ပိတ်ဆို့ဖြတ်တောက်မှုကိုခံနေရတဲ့အတွက်ရှေ့ကိုလည်းစာမတုံးနိုင်ပဲလက်နက်ကြီးများနဲ့သာနေစဉ်ပြစ်ခတ်မှုတွေပြုလုပ်နေတယ်လို့စစ်စင်ရေးမှုကပြောပါတယ်။ဒီဇင်ဘာလ29ရက်နေ့မနက်မှာလည်းအောင်စီရစစ်ကြောင်းနဲ့ကော့ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စုံစမ်းသိရှိရပါတယ်။နေတိုင်းကိုလက်နက်ကြီးတွေနဲ့ပြစ်နေတာတွေရှိတယ်။သူတို့နည်းနည်းချင်းရှေ့ကိုတိုးကြည့်တယ်ဒါပေမဲ့မရပါဘူးအကုန်ပြန်လန်သွားတာပဲလို့၎င်းကပြောဆိုထားပါတယ်ကော့ဘရာစစ်ကြောင်းပူပေါက်တက်ကပိတ်ဆို့ဖြတ်တောက်ထားတယ်အောင်စီရစစ်ကြောင်းကိုစစ်ကူလာတဲ့တပ်များကိုလည်းထပ်မံဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ရာ စစ်ကောင်စီရဲ့စစ်ကူတပ်များဟာမကယ်ထုတ်နိုင်ပဲနဲ့အသေးပြောက်အများအပြားနဲ့သာကြုံတွေ့နေရတယ်လို့သိရပါတယ်တလနီးပါးကြတဲ့အထိစစ်ကောင်စီရဲ့စစ်ကူတပ်များကကယ်ထုတ်ရန်လှုံ့ဆော်ခဲ့ရမှာမကယ်ထုတ်နိုင်ပဲနဲ့လန်ကြနေတယ်လို့စစ်စင်ရေးမှုကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဗာလာအတွင်းကလည်းအောင်စီရစစ်ကြောင်းရဲ့ရှေ့တန်းစခန်းတစ်ခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကော့ဘရာစစ်ကြောင်းနဲ့ပူးပေါင်းစစ်ကြောင်းများကတင်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ AP လာကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကော့ဘရာစစ်ကြောင်းနဲ့ပူးပေါင်းစစ်ကြောင်းများက မြောက်ရီမြို့မှာရှိတဲ့သင်္ကန်းကြီးနောင်ဘျူဟာလေးကိကောနဲ့မြောက်ရီမြို့ဆောင်တပ်ခမရ295တပ်ရင်းတို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာများကိုပြန်လည်ထိန်းချုပ်မယ်ဆိုပြီးတော့အာနာသိန်းစစ်ကောင်စီရဲ့အကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုရိုင်းကိုခဲ့တဲ့နိုင်ငံတော်အဆင့်အောင်စီရစစ်စင်ရေးလို့နာမည်ပေးပြီးတော့တပ်မ55ဦးဆောင်တဲ့အင်အား1200ခန့်ပါတဲ့အောင်စီရစစ်ကြောင်းဟာအေပီလ9ရက်နေ့ကနေစပြီးတော့ဖမ်းအံတဲ့မော်လမြိုင်ဘက်ကနေပြီးတော့ခြိတက်လာခဲ့တယ်လို့သိရပါတယ်။ လေးရက်ထဲနဲ့မြဝတီကိုအရောက်ချီတက်မယ်လို့ကြွေးကြော်ခဲ့တော်လဲရှစ်လကြော်ကြတဲ့အထိဒေါနာတောင်ပေါ်တောတော်ရေတကောင်မှာရှစ်ဆက်မတိုးနိုင်တော့ဘဲနဲ့ပိတ်မိနေခြင်းဖြစ်တယ်လို့သိရပါတယ်။အောင်စီရစစ်ကြောင်းကိုလက်နက်ကြီးပစ်ကူပေးနေတယ်မြဝတီမြို့အနီးမှာရှိတဲ့ဆွဲတော်ကုန်းဘျူဟာအမြောက်တပ်စခန်းကိုလည်းကော်ပိုရာပူးပေါင်းတပ်ဖွဲ့တွေကအော်တိုမာလ18ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်မှာမင်းတပ်မျိုးခလာရ2.4တိုင်ရင်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား2ဦးကိုထမှန်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ25ရက်နေ့မှာစောမြို့နယ်ရေရှင်ကျေးရွာမှာမင်းတပ်မျိုးခလာရ2.4တိုင်ရင်ကနေစခန်းစွန်ခွာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားဇော်မျိုးလိုင်နဲ့လီဂျေတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်တုံးမှန်း2ဦးကိုဂံကောခရယာအမှတ်73 75 76 78 ဘျူဟာ၈၁တဲ့ပူပေါင်းစစ်ကြောင်းတို့ကဆက်လက်ပြီးတော့ဖမ်းဆီးထိန်သိမ်းထားတယ်လို့သိရပါတယ်။ဒါအပြင်သခိုင်းတိုင်းစားလင်းကြီးမြို့နယ်မှာပဲခူးတိုင်းကနေအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရသူ စစ်မှုထမ်းတင်တန်းစင်ရဲတပ်သားတဦးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့ကြောင်း PDF ထောက်ဖို့ပြည်သူတပ်သားအဖွဲ့ကတာဝန်ခံကိုမင်းမင်းကပြောကြားထားပါတယ်ဒီဇင်ဘာလ18ရက်နေ့မှာစစ်ကောင်စီရဲ့ရဲတပ်သားကိုအေးချမ်းဟာဝမ်ပောင်ချင်းဒီလက်ဗရောင်းတောင်မှာကင်းဆောင်ရင်းနဲ့အုတ်တိုင်းပေါ်ကိုကြော်ဖြတ်ပြီးတော့တနက်တလက်ယူဆောင်လာပြီး PDF ထောက်ဖို့ပြည်သူတပ်သားအဖွဲ့ထမ်းမှာအလင်းဝင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီရဲတပ်သားကိုအေးချမ်းကိုအကြမ်းဖက်စစ်ကောင်စီက မုံရွာမြို့မှာစစ်တပ်နဲ့ပိတ်ပြီးတဲ့နောက်ဝမ်ပေါင်ချင်းဒီလက်ပတော်တောင်ကိုပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့အနေနဲ့သူ့ကိုဂုံပြုစုငွေပေးဖို့ရှိပါတယ်ဒါပေမဲ့အစ်မပြေသေးတော့အလူခံရပါအောင်မယ်သူ့ရဲ့စိတ်ခံစားချက်ကတော့သူကအစကတာမန်လူငယ်လေးပဲလေဘကိုးတိုင်းမှာတာမန်လူငယ်တယောက်အနေနဲ့ပဲသွာလာနေတဲ့အချိန်စစ်ကောင်စီတပ်သားတွေနဲ့တွေ့ပြီးတော့ဖမ်းတာခံလိုက်ရတာဖမ်းတဲ့အခါကျတော့သူ့ကိုဖမ်းခံမလားရဲတပ်သားတွေဝင်မလားငါတို့လူရဲလုံကြုံရေးတဲ့ဝင်ပါလားလို့မေးတဲ့အခါကျတော့သူကအဖမ်းတော့မခံဘူးရဲလုံကြုံရေးတဲ့ဝင်မယ်ဆိုပြီးတော့ဝင်လာတာ ဝင်ပြီးတော့မုံရွာတင်တန်းကိုပို့လိုက်တာမုံရွာကိုပို့ပြီးတော့တင်တန်းပေးပြီးတဲ့အချိန်မှာမုံရွာကနေတင်တန်းအောင်လို့ဝမ်ပေါင်ကိုပို့လိုက်တာဝမ်ပေါင်ချင်းဒီလက်ပတောင်းတောင်အဲ့ဒီကနေထွက်ပြေးလာခဲ့တာခံယူချက်ကတော့ PDF တင်နဲ့တွေ့ရင် PDF တင်နဲ့နီးစပ်တယ်ဆိုရင်သူကမရရအောင်ထွက်ပြေးမယ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့သူပို့လိုက်တဲ့နေရာမှာလိုက်နေတာအခွင့်အရေးရတော့မှထွက်ပြေးလာခဲ့တာဆိုတော့သူ့ရဲ့စိတ်ဓာတ်ကမဆိုးပါဘူးကောင်းပါတယ်အမျိုးမျိုးလဲစမ်းသပ်ပြီးပါပြီသူ့ကိုတနတ်တင်နဲ့အတူတူပေးထားပြီးပြီလုံးဝကိုကျွန်တော်တို့ကိုဘာမှပြန်မလုပ်ဘူးလုံးဝကိုစစ်မှန်တယ်လို့ PDF ထောက်ဖို့ပြည်သူတပ်သားတာဝန်ခံကိုမင်းမင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းနယ်ပဲခူးတိုင်းမှာအကြမ်းဖက်စစ်တပ်ကခန့်ထားတဲ့အုတ်ချုပ်ရေးမှုဝင်းသိမ်းလှမိုးအောင်တဲ့ ဇောအောင်တို့ကပြည်သူများထံကနေပြီးတော့မိမျိုးစုံနဲ့ငွေညက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ကလာပါမြို့နယ်နှစ်ရက်ကအုပ်ချုပ်ရေးမှုဝင်းသိန်းဦးဆောင်နဲ့ပြူစောတိခေါင်းဆောင်ထွန်းထွန်းဝင်းနဲ့လူမိုက်မဲလုံးတောင်းစိန်တို့ဟာရက်ကွက်တွင်းမှာရှိတဲ့ဘေးရွယ်ဆိုင်ကယ်တွေကိုလိုက်လံဖမ်းဆီးပြီးငွေညက်မှုများကိုဇက်တိုက်လုဆောင်နေတယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှုနဲ့ပြူစောတိလူမိုက်အဖွဲ့ကစစ်ခွေးတွေမပါဘဲနဲ့ကိုပေါ်ပေါ်ထင်းထင်းမိုက်ကြီးခွဲနေတာဘေးရွယ်ဆိုင်ကယ်သမားတွေကိုအကြောင်းမျိုးမျိုးပြပြီးတော့လိုက်ဖမ်းတယ်။ တခိုးဓမြတွေနဲ့ပုံစံတူတူပါပဲရဲကိုတိုင်ကြတော့လဲလာရောက်အေးအေးယူခြင်းမရှိပါဘူးဝေစားမြစားတွေလုံနေပါတယ်ဘေးတွဲမောင်းနေတဲ့လက်လုံလက်စားသမားတွေဒုက္ခအကြီးကျယ်ရောက်နေရပါတယ်အုတ်ကြီးနဲ့လူမိုက်အဖွဲ့ကအင်အား၁၀ရောက်တဲ့အထက်ရှိပါတယ်သူတို့ကလူကောင်အကြီးကြီးတွေပြီးတော့သူတို့ကပလေကပစိုးတွေပဲဝတ်ကြတာများတယ်ဝင်းသိန်းကယူဇနာလေးလန်းလမ်းတွယ်ဂွေချိုးလေးနားမှာနေပါတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်အလားတူပဲဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်၁၁ရပ်ကွက်အုတ်ချုပ်ရေးမှုလှမိုးအောင်ဟာရပ်ကွက်အတွင်းမှာရှိတဲ့ပြည်သူများကို နှီးမျိုးစုံနဲ့ငွေညှင့်နေတယ်လို့သိရပါတယ်။အုတ်ချုပ်ရည်မှုလှမိုးအောင်ဟာစီပင်ပိုင်ပလတ်မြေများကိုအကွက်ရိုက်ရောင်းစားခြင်း၊ SN နဲ့ထောက်ခံစားများပြုလုပ်ရမှာလဲအစမတန်ငွေချင်းများတောင်းခံခြင်းစစ်မှုထမ်းအတွက်ခေါင်းစဉ်တက်ပြီးတော့လာစဉ်ငွေကြေးတွေကောက်ခံနေခြင်းရက်ွက်နေပြည်သူများကိုရိုင်းပြစွာဆက်ဆံခြင်းအိမ်အယောင်းဝယ်ကိစ္စများမှာဂျားတွေကနေပြီးတော့ငွေကြေးတောင်းခံခြင်း ရက်ကွက်အတွဲတရားမဝင်နှလုံးသုံးလုံးဒိုင်များစီကနေပြီးတော့လိုင်းချင်းများတောင်းခံခြင်းများကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့ဒေသခံများကတိုင်ကြားထားပါတယ်။ဒါအပြင်ဘကိုးတန်းဖြူးမြုံနယ်ကညွန်ခွေးမြို့ဗိုလ်တဲရက်ကွက်အုတ်ချုပ်ရေးမှူးဇောအောင်ဟာလည်းရက်ကွက်နေပြည်သူများထံကနေပြီးတော့ကင်းချင်းများကိုအဆက်မပြတ်တောင်းခံနေတယ်လို့သိရပါတယ်။မေလ18ရက်ကစပြီးတော့ဖြူးမြုံနယ်ကညွန်ခွေးမြို့ဗိုလ်တဲရက်ကွက်အုတ်ချုပ်ရေးမှူးဇောအောင်ဟာရက်ကွက်နေပြည်သူများထံကနေပြီးတော့ကင်းချင်းဆိုပြီးတော့တလကငွေကြတသောင်းစီလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။ အုတ်ချုပ်ရဲမှုဇော်အောင်ကကင်းကျေးလို့ခေါင်းစဉ်တက်ပြီးတော့လိုက်ကောက်နေတာငားလာပိုင်းကလေးကတအင်ကိုတပေါင်းချက်မထက်မနေရဆိုပြီးတော့လိုက်ကောက်နေတာသူတို့လာကောက်လို့မပေးရင်လည်းပြည်သူတွေကိုဆဲဆိုပြီးတော့မင်းတို့ကောင်တွေကိုဖမ်းလို့ရတယ်ဆိုပြီးချိန်ချောက်တာတွေလုပ်တယ်တလားတခါလို့ပြောပေမဲ့လည်းသူတို့ကောက်ချင်တဲ့အချိန်ကိုလိုက်ကောက်နေတာပါလို့ဒေသခံပြည်သူတို့ကတိုင်ကြားပြောဆိုထားကြအောင်တရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စည်ရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးမဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ